င်္ဂလာပါရှင်ကချင်ပြည်ကမြို့နယ်လေးခုမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ် KNU ချင်းပြည်ကောင်စီနဲ့ AA ခေါင်းဆောင်တွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့စစ်ကောင်မရှင်ကတရားစွဲထားပါတယ်အကျဉ်းထောင်တွေမှာလုံလောက်တဲ့ဈေးကူတောက်ခွင့်မရလို့အခုနှစ်ထဲမှာနိုင်ငံရေးအကျဉ်းသားအကျဉ်းသူစုစုပေါင်းအယောက်20တိစုပ်ခဲ့ရပါတယ် ကချင်ပြည်ထက်ကဗမော်ဝိုင်းမော်စော့လော်နဲ့ဖားကဲမြို့နယ်တွေထဲစစ်ကွန်မရှင်တပ်နဲ့ကချင်လူလက်ရည်တပ်မတော် KIA တို့ကြားတိုက်ပွဲတွေနေ့တိုင်းဖြစ်နေသလိုတနိုင်းမြို့နယ်ဘက်လည်းလေကြောင်းပုံကျဲမှုတွေရှိနေပါတယ်။ဗမော်ဝိုင်းမော်စော့လော်ကလန်ဆယ်ဒီတာနဲ့ဖားကဲမြို့နယ်ထဲကတိုက်ပွဲတွေမှာစစ်ကွန်မရှင်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူတွေအပြင်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေလည်းဆက်တိုက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါပြင်စက်တင်ဘာလ25ရက်နေ့မှာတနိုင်းမြို့ကိုတရက်ထဲမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှု6ကြိမ်လုပ်ခဲ့တယ်လို့ KIO ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။တနိုင်းမြို့နယ်ရှင်မွေရံမြို့က KIA အမှတ်45တပ်ရင်းနယ်မြေဖက်ကိုမြစ်ကြီးနာကနေတက်လာတဲ့ Y12 လေယာဉ်နဲ့6ကြိမ်ဘုံကျဲခဲ့ပြီး120မမဘုံတီး26လုံးကျဲခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ပမော်မှာတော့စက်တင်ဘာလ26ရက်နေ့တိုက်ပွဲမှာလီယင်ကွင်းနဲ့မနော်ကွင်းရှိတဲ့ဖက်တွေကိုစစ်ကွန်မရှင်တပ်ကလီယင်နဲ့ငားကြိတ်လောက်လာပြီးဗုံးကျဲသွားတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်ဖားကဲမှာဖြစ်တဲ့ပြစ်ခတ်မှုတွေတိုက်ပွဲတွေလက်နက်ကြီး drone လီကြောက်ကနေဗုံးကျဲမှုတွေထဲအရက်သားတိုက်စုံမှုတွေကလည်းနေ့တိုင်းတိုးလာနေပါတယ်။ ။ဟာကဲမြို့နယ်ထဲမှာရှိတဲ့ရွာ9ရွာလောက်ကပြည်သူတွေကလည်းအလံဖြူတွေထောက်ပြီးအခုရက်သက်သက်ပတ်ထဲမှာပဲမြစ်ကြီးနာမူကောင်းတဲ့မူငင်မြို့နယ်တွေဘက်ကိုစစ်ပီးရှောင်နေကြရပါတယ်။ဝိုင်းမော်ကစစ်မျက်နှာမှာတော့လက်မြန်ရွာပတ်ဝန်းကျင်နဲ့ဝိုင်းမော်ဝက်ရှောင်းလမ်းပေါ်မှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်နေတာလို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့နောက်တနေရာကတော့ဆော့လော်မြို့နယ်ထက်ကလန်ဆယ်ဒေသမှာဖြစ်ပါတယ်။ လန်ဆယ်တီတာလက်ဟီစင်တောင်ကြောကတိုက်ပွဲကတော့စစ်ကုမရှင်တန်းတဲ့ပြည်သူစစ်ဘူပေါင်းအဖွဲ့ကစက်တင်ဘာလ16ရက်နေ့မှာထိုးစစ်ဆခဲ့တာပါစက်တင်ဘာလ24ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ထိုးစစ်အစမှာစစ်ကောင်မရှင်တန်းနဲ့ပြည်သူ့စစ်ဘူပေါင်းအဖွဲ့ကရောက်သွားတဲ့ကာကင်းစခန်းတွေကို KIA နဲ့ဘူပေါင်းအဖွဲ့က9ရက်အကြာမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။မြင်ပြင်မှာနှစ်ဖက်ကြားတင်းမာမှုတွေကဒီနေ့အချိန်ထိရှိနေတော့ဖြစ်ပါတယ်။ ကရင်အမျိုးသားစည်းရုံး KNU ချင်းပြည်ကောင်စီနဲ့အရခတ်သက်တော် AA ကခေါင်းဆောင်တွေကိုစစ်ကော်မရှင်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားပါတယ်။ KNU ဥက္ကဋ္ဌပဒူကွယ်ထူးဝင်းအပါအဝင်ပဒူဇော်တော်နီပဒူဇော်လာထွန်းနဲ့တခြား KNU ခေါင်းဆောင်စစ်တယောက်ကိုအမှုဖွင့်ထားတယ်လို့စစ်ကော်မရှင်လက်အောက်ခံသတင်းစာရီနဲ့ MRTV ကနေထုတ်ပြန်ပါတယ်။ ပထိုကွယ်ထူးဝင်းကိုရွေကောက်ပွဲပြက်ပြားအောင်ဟော်ပြော်လှုပ်ဆော်ရဲဆိုပြီးလိုင်ပွဲမျိုးမရေးစခန်းမှာဩဂတ်လ29ရက်နေ့ကရွေကောက်ပွဲဥပဒေပ30မြင်းဆောင်2025နဲ့အမှုဖွင့်ထားတယ်လို့စက်တင်ဘာလ24ရက်နေ့မှာ MRTV ကနေသတင်းထုတ်ပြန်ထားပါတယ် KNU ကတခြားခေါင်းဆောင်တွေကိုတော့စက်တင်ဘာ9ရက်နေ့မှာပိုင်ကျုံးနယ်မြေရဲစခန်းမှာအမှုဖွင့်ထားတာဖြစ်ပါတယ် ချင်းပြည်ကောင်စီကဥက္ကဋ္ဌအပါဝင် အဖွဲ့ဝင်16ယောက်ကိုလည်းရွေးကောက်ပွဲပြက်ပြားအောင်ဟောပြောလှုပ်ဆော်ခဲ့တဲ့ဆိုပြီးစက်တင်ဘာလ၄ရက်နေ့မှာစစ်ကော်မရှင်ကအမှုဖွင့်ထားတာပါ အခုလိုရွေးကောက်ပွဲ ဥပဒေနဲ့အမှုဖွင့်ရမှာအရက်ခတ်သက်တော်အေးအေးလေးပါပါတယ် အရာဝရီတိုင်းရင်းဆယ်ရွာဖုန်ကြီးကျောင်းမှာမဲပေးဆက်အသိပညာပေးနေတာကိုဒရော့ဘုံချခဲ့တဲ့ AA အဖွဲ့ဝင်နဲ့ PDF တွေကိုလည်းလေးမျက်နှာမျိုးနဲ့ IW နယ်မြေရဲစခန်းမှာဩဂတ်လ29ရက်နေ့ကအမှုဖွင့်လိုက်တာဖြစ်ပါတယ်ရွေးကောက်ပွဲပြက်ပြားအောင်လုပ်ခဲ့တဲ့ဆိုရဲဆွဆွဲချက်နဲ့အမှုဖွင့်ခံထားရသူတွေနဲ့အဖွဲ့အစည်းကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်23ကကြီးနဲ့အရေးယူထားတယ်လို့ပြည်ထရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ကဆိုပါတယ် ဒီပုံမှန်ဟာဆိုရင်ထောင်ထဲအနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်နိုင်တဲ့အပြင်ငွေတန်လည်းချမှတ်နိုင်တယ်လို့ပြတ်ထဲထားတာပါ Google သက်မတော် MNDAA ကမဒိမ့်မှုလူတက်မှုနဲ့ပြက်ပြီးဆွဲမှုတွေကိုကျူးလွန်ခဲ့တဲ့သူတွေကိုတေတံနဲ့နှိရှေထောက်တန်တွေချမှတ်လိုက်ပါတယ် ကိုကတဲ့ MNDAA ကထိချုပ်ထားတဲ့ရှဲပြည်မြောက်ပိုင်းထက်ကတိန်နီမျိုးမှာတရုတ်စာတင်ပေးနေတဲ့ဆီယာမတယောက်ကိုအတ္တမကျင့်ပြီးတက်ဖြတ်ခဲ့တဲ့သူနှစ်ယောက်ကိုအများပြည်သူရှေ့မှာတည်တံစီရင်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်အတမပြုကျင့်မှုလူတက်မှု ပြန်ပြီးဆွဲမှုခိုးမှုစတာတွေကိုကျူးလွန်ခဲ့တဲ့ရဇဝတ်သားခုနှစ်ယောက်ကိုတိန်နီကပန်းလော့ဇီနာမှာအများပြည်သူရှေ့မှာစီရင်ချက်တွေချမှတ်ခဲ့တာဖြစ်ပါတယ် ဲ့ဒီထဲက9ယောက်ကိုနစ်ရှည်ထောက်တန်တွေချမှတ်ပြီးကြံတဲ့2ယောက်ကိုတော့တည်တံချလိုက်တာဖြစ်ပါတယ်။တည်တံချမှတ်ခံရသူတွေက MNDAA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။ပြန်ပေးဆွဲအမှုနဲ့ပတ်သက်တဲ့လာရှိုကနေဖမ်းလာတဲ့သူတွေကိုတော့နှစ်ရှည်ထောင်ရန်တွေချမှတ်လိုက်တာဖြစ်ပါတယ်။ကိုကက်သက်မဲ့တော့ MNDAA ကပြည်မှုကျူးလွန်သူတွေကိုအများပြည်သူရှေ့မှာ မကြာခဏတည်တံပေးတာတွေရှိနေပါတယ်။ ချင်းညောင်အဖွဲ့ကထိတ်ချုပ်ထားတဲ့အနေမျိုးတွေမှာရွေကောက်ပွဲဖြစ်မြောက်အောင်ဂျိုးပန်းဆောင်ရွက်တဲ့သူတွေကို ပြက်ပြက်တသားအေးအေးယူသွားမယ်လို့ထုတ်ပြန်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်မရှင်ကဥဆောင်ပြီးလုံမဲ့ရွေကောက်ပွဲကပြည်သူလူထုစင်နာမပါပဲလောက်တာဖြစ်တဲ့အတွက်စန့်ကျင်ကန့်ကွက်တယ်လို့ချင်းညောင်အဖွဲ့ကပြောပါတယ်။ချင်းပြည်ကမြို့နယ်ကိုမြို့နယ်ထဲမှာမတူပီမင်းသက်ကံပက်လက်နဲ့ဖလန်မြို့နယ်တို့ကိုချင်းကြီးနောက်အဖွဲကထိချုပ်ထားတာဖြစ်ပါတယ် စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်အရချင်းပြည်ကပလဲဝကံပက်လက်မင်းတပ်နဲ့မတူပီမျိုးနယ်တို့မှာရွေးကောက်ပွဲ လုံးမှာမဟုတ်ပဲထန်တလန်ဟာခါဖလန်တီးတိမ်နဲ့တုံစံမျိုးနယ်တို့မှာရွေးကောက်ပွဲလုံးမှာဖြစ်ပါတယ်။အခုစစ်ကောင်မရှင်ကရွေးကောက်ပွဲလုံးမယ်လို့ကြေညာထားတဲ့မျိုးနယ်အများစုကချင်းအမျိုးသားတပ်ဦး CNF CNA အာကာရဲမျိုးနယ်တွေဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အတုရောက်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေလွတ်တော်ကိုယ်စားလှယ်တွေနဲ့ရွေးကောက်ပွဲဖြစ်မြောက်အောင်ကူညီတဲ့သူတွေကို အရေးယူသွားမယ်လို့စက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်ပြည်သူတွေကိုကိုစားပြုတဲ့နိုင်ငံရေးပါတီတွေမပါဝင်တဲ့အခုရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုမရှိတဲ့အတုအယောင်ဖြစ်တာကြောင့်ပြည်သူလူထုတွေအနေနဲ့လည်းဒီရွေးကောက်ပွဲမှာမပါဝင်ကြဖို့တိုက်တွန်းထားပါတယ် ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲမှာချင်းပြည်ကိုစားပြုအနေနဲ့ချင်းပြည်တီကွန်ကရက်ပါတီ၊ဇိုမီအမျိုးသားပါတီ၊ခူမီအမျိုးသားပါတီတို့ကဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။မြန်မာနိုင်ငံတော်ရဲ့အကျဉ်းထောက်တွေမှာလုံလောက်တဲ့ဈေးကူတက်ခွင့်မရလို့အခုနှစ်ထဲမှာနိုင်ငံရေးအကျဉ်းသားအကျဉ်းသူစုစုပေါင်းအယောက်20တိစုပ်ခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောပါရယ် အခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလ16ရက်နေ့အထိအကျဉ်းထောင်တွေမှာဈေးကူတခွင့်လုံလုံလောက်လောက်မပေးတာအချိန်မီဈေးကူတခွင့်မပြုတာတွေကြောင့်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအ ਨੇ ဆုံးအယောက်20အသက်ဆုံးရှုံးခဲ့တယ်လို့ PPNM ကမှတ်တမ်းတင်ထားပါတယ်။ဟိုလုံလောက်တဲ့တမ်းမိုင်ဆောင်ချက်မှုမပေးနိုင်တာအာစီဝါတွေပြက်လက်တာပြင်မဆေးရုံတွေကိုချင်းတဲ့တပြင်းကြီးမပို့တာတွေကြောင့်မလို့နိုင်ငံရေးကျင်းသားတွေတိုက်ဆုံနေရပါတယ်။အဆိုးဆုံးဒီနေ့ထဲမှာတိုက်ဆုံနေတဲ့ထောင်ဆိုရင်တော့မန်လေးဥပိုလ်ချင်းထောင် ဖြစ်ပါတယ်ခင်ဗျစေကူတာခွင့်မရလို့အသက်ဆုံးရှုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအယောက်20ကမန္တလေးဦးဘိုဒိုက်ဦးမြောင်းမြတာယာဝရီကော့တောင်ပေါင်းတီအင်းစိန်ရမဲတင်းနဲ့တရက်အကျဉ်းထောင်တို့ကဖြစ်တယ်လို့ဆိုပါတယ်သူတို့ဟာ သွေးသူစည်းချိုအသည်နှလုံးအစာအိမ်ကြောက်ကပ်ပန်းနိုင်ရင်ကျနဲ့အမောဖောက်တာမျိုးစတဲ့ယောဂါတွေကိုခံစားရပြီးစေကူတာခွင့်အချိန်မီမရခဲ့လို့အသက်ဆုံးရှုံးခဲ့ရတယ်လို့ကိုတိုက်ထွန်းဦးကပြောပါတယ် ထူးတပြည့်တော့ကျမကြီးကြောင့်ဆုံးနေဆိုတာလည်းထောင်တွင်းကျမကြီးဆောင်းဆောင်မှုလုံလောက်စွာမရရှိလို့အသက်တည်ဆုံးခဲ့ရတယ်ဆိုရင်ပို့ပြီးမှမှန်ကန်ပါတယ်ခင်ဗျ။ထောင်တထောင်မှာဆရာဝန်အရဟာ3ဦးနဲ့5ဦးဝန်ကျင်ညာရှိပါတယ်။ထောင်ကနန်းနဲ့အင်းစိန်လိုမျိုးတောင်ကနန်းဝန်ကျင်ရှိတဲ့အကျဉ်းသားတွေကိုတကယ်လက်တွေ့မှာထိထိရောက်ရောက်ကာပါဖြစ်အောင်ကုတာပေးဖို့အတွက်ဆိုရင်အင်မတန်ကုန်မအခက်ခဲ ရှိတဲ့အခြေအနေဖြစ်ပါတယ်။မကွေတိုင်းတရက်ထောင်မှာညုံမူးလန်းကြောင်ရှိနေလို့ဆိုပြီးအရေးပေါ်လူနာကိုထောက်အာနာပိုင်တွေကအချိန်မီဈေးကူတက်ခွင့်မပေးခဲ့တာကြောင့်နိုင်ငံရေးအကျဉ်းသားကိုကျော်လင်းအောင်ကစက်တင်ဘာလ18ရက်နေ့ညနေပိုင်းမှာမတည်ဆုံတဲ့မဲ့တည်ဆုံခဲ့ရတယ်လို့ BPNM ကဆိုပါတယ်။အကျဉ်းထောင်တွေမှာအကျဉ်းသားတွေကိုစေကူတာခွင့်မပေးတာက လူသားတယောက်ရရှိရမယ့်အသက်ရှင်သန်ပိုင်ခွင့်ကိုအတိအလင်းချိုးဖောက်နေတာလို့လဲဆိုပါရယ် လူတစ်ပြည့်အကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေဟာအကျဉ်းသားခွင့်ရရောလူခွင့်ရရောဆုံရှုံနေတဲ့အခြေအနေတခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထောင်ထဲမှာရှိတဲ့လက်ရှိလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ရှင်တာပိုင်ခွင့်ဟာအဆိုးအဝါဆုံးချင်းချောက်ခံရတဲ့အခြေအနေမှာရောက်နေတယ်လို့ပြောချင်ပါတယ်ဗျ။အဲ့တော့အကျဉ်းထောင်ထဲမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုမပေးတာအရေးပေါ်အကျဉ်းသားတွေအရေးပေါ်ဖြစ်တဲ့အခြေအနေမှာနိုင်ငံရေးအကျဉ်းသားတွေကိုပြင်မစေုံတွေကိုမထုတ်တာတစ်ဖက်လက်ကနေနိုင်ငံရေးအကျဉ်းသားတွေရဲ့တက်တည်ဆုံးတက်ဖြတ်နေခြင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ကတော့ပြောချင်ပါတယ်ဗျ။ ိုင်ငံရေးအကျဉ်းသားတွေအပါအဝင်တခြားအကျဉ်းသားတွေအားလုံးဟာခံစားခွင့်ရှိတဲ့အခွင့်အရေးအားလုံးကိုစုံရှုံနေရတယ်လို့ PPNM ကဆိုပါတယ်တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲဆက်ပြီးကျူးလွန်နေမယ်ဆိုရင်ကျူးလွန်သူတွေကိုဆက်လက်ပြီးတော့ဖော်ထုတ်သွားမှာဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေအတွက်တရားမျှတမှုအပြည့်အဝရရှိအောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ် ကရနီပြည်ထက်ကတိုက်ပွဲတွေဟာဒီမော့ဆိုဖရူဆိုအပြင်ဘောလခဲမြို့နယ်ဖက်အထိကူးဆက်လာနေပါတယ်။ရွေကောက်ပွဲလုပ်ဖို့နီးလာလေးလေးမြေပြင်မှာတိုက်ပွဲတွေများလာလေးလေးဖြစ်လို့လူထုတွေကစိုးရိမ်နေကြပါတယ်။ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်။ရွေကောက်ပွဲကျင်းပဖို့နီးလာချိန်မှာပဲစစ်ကောင်စီတပ်ကကရနီပြည်ထက်ကဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲမြို့နယ်တွေထဲကိုထုစစ်တွေလှုပ်လာနေတယ်လို့လူအင်အားနဲ့နဲ့ခရမ်းနဲ့ရိတ်ခါတွေဖြစ်တင်တာတွေလှုပ်လာနေတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဂရီနီတော်လာရေးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားဒီရက်ပိုင်းထဲထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။ဒီမော့ဆိုမြို့နယ်ထဲမှာတိုက်ပွဲတွေခက်စိတ်စိတ်ဖြစ်ပွားနေပြီးခရူဆိုနဲ့ဘောလကဲမြို့နယ်ဖက်မှာတော့ထိတွေ့မှုတွေရှိလာနေတယ်လို့မြေပြည်တရင်းရေးမြစ်တွေကပြောပါတယ်။ဒီလာတွင်းပါနော်အဲငွေတောင်ရတိနှစ်ပွဲဖြစ်တယ်မတူကလည်းဟိုတိုက်ပွဲဖြစ်နေတယ်ပါနော်တိုက်ပွဲအချင်းတွေကဒီဒေါန်ခါတို့အဲနေ့တိုင်းပေါ့ထိတွေ့ဟိုတောက်လျှောက်ဟိုဖြစ်နေတယ်ပါနော် ်ဘူးသူဖက်မှာတော့အဲ့လောက်မဟုတ်ပေါ့အနေချင်းပဲပေါ့ဘယ်တကယ်ဖက်ရောအဲ့လောက်ဖြစ်သေးဘူးလောဆယ်ဖြစ်များတာကတော့ဒီတောင်းခါတလျှောက်လုံးပဲဒီမော့ဆမြူနဲ့တောင်းခါခါရွာဖက်မှာတော့စစ်ကော်မရှင်တပ်ကအင်အား150ကျော်ရှိနေပြီးလင်းချောင်းအပြင်ရှော့တိုက်တုံးလက်နေကြီးဒရုန်းတွေနဲ့နေ့တိုင်းပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပါတယ် ဒီညအဲ့တဲ့ချိန်မှာဖြစ်ဖြစ်ဘာနော်ကလေးတွေကြောင်းသွားတဲ့ချိန်မှာဖြစ်တော်တော်တွေ့တော့အရန်ဆိုရင်တော့ဘာနော်ကိုသားသမီးအတွက်အရန်အခုပြုပင်တော့ကစိတ်တွေတော့အရန်အရဆုံးပဲကိုကိုကိုညအဲ့လေအဲ့မပြောဘာနော်ကိုကအခုနောက်ထပ်ပြင်ပဖို့နေရဆိုတော့ကိုမနေရအတိအကျဆိုလဲကိုမရှိတော့လေတော့အခုအခုဒီလိုမျိုးလက်နဲ့ကြည့်တဲ့ပို့ပြီးတော့စစ်ချောင်းတွေဆက်ထိုးမယ်ဆိုတော့တော့အဲ့နေရာမှာအရန်ပြုပင်တော့ကဟုတ်ကလည်းဆိုရင်စိတ်တွေအများကြီးပို့ပြီးတော့ရှိလာတော့ဘာနော်အခုချိန်မှာကိုတကယ်လို့အရေးအကြောင်း ဖြစ်လာခဲ့လို့ရှိရင်တို့တော့အရန်ခက်ခဲရှိတဲ့စစ်ကောင်စီတပ်ကယူကောက်ပွဲချစ်ပနိုင်ဖို့အတွက်အော်ဂူလာကစာကီဒီမော့ဆိုကနေပရူဆိုလမ်းမကြီးတခြားထုတ်စစ်ဆင်လာခဲ့တာဖြစ်ပြီးဒီနေ့ချိန်ထိတိုက်ပွဲတွေဆက်ဖြစ်နေတာလို့ဆိုရမှာပါကျောင်းကဒီကလာမကြီးဟိုထိန်းဖို့ပေါ့နော်နောက်တစ်ခါဟိုဘောခဲသွားဖို့ပေါ့နော် သူရွေးကောက်ပွဲလုပ်နိုင်ဖို့အရေးကြီးရွေးရွေးရှိရှိနဲ့သူသွားမဲ့တဲ့ကျွန်တော်အဲ့လိုပဲသုံးသတာပေါ့နော် ဂရင်းနီပြည်ကလိုက်ကော်မြို့နယ်ပါဝင်မြို့နယ်ခုနှစ်ခုမှာရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဩဂုတ်လမှာကြေညာထားပြီးမဲ့စက်တင်ဘာလကြေညာချက်ထက်မှာတော့လိုက်ကော်နဲ့ဘောလခင်းမှာရွေးကောက်ပွဲအပိုင်းသိအနေနဲ့ပြုလုပ်သွားမယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ကပြည်သူတွေနေတဲ့နေရာတွေထဲလေချောင်းဒရုန်းတွေနဲ့ပုံချဲတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေဖြင့်မြေပြင်စစ်ကြောင်းတွေကြောင့်နှစ်ဖက်တိုက်တွေ့တိုက်ပွဲတွေပိုပြင်းထန်လာနေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ် စစ်ဆောင်နေရတော့အဆက်ဆက်အရရလည်းခက်ခဲတယ်ပေါ့နော်ခက်ခဲတယ်စာစီစပါခုနကပြောတဲ့မိုးကန်နေအိမ်တဲထုတ်ဖို့ကလည်းခက်ခဲကြတယ်ဆိုတော့ဒီအချိန်မှာတော့အလုံးကဒီ ဘုရားတခင်ရဲ့ကောက်ွယ်ဆောင်ရှောက်မှုနဲ့သူပဲရှိကြမှာလို့ပြောချင်ပါတယ်ဗောနော်ဒီတုကောက်ွယ်ရေးဖက်တော်သားတွေကလည်းလာပြည်သူတွေကိုကောက်ွယ်နေတဲ့အတွက်လမ်းတွေပိတ်လိုက်တာတော့ဒီအဲကုညီပေးရေးအဖွဲ့နဲ့အနေနဲ့သွာလာတဲ့အခါမှာခက်ခဲတော့ရှိပါတယ်ဒါပေမဲ့အရင်လောက်ကြီးမချောမွေပဲပဲလို့သူနီးသူဟန်နဲ့တော့ဖြည့်ရှင်းပြီးတော့သွာလာလို့ရှာနေပါတယ်မြပြည်စည်ရဲ့အခြေအနေတွေကြောင့်ဖူဆူထားလဲနန်းဖဲလမ်းမကြီးအပါဝင်တခြားလမ်းတွေတွေအလုပ်ကို ဂရီနီတွန်လာရင်းအဖွဲ့တွေကစက်တင်ဘာလ22ရက်နေ့ကစပြီးရက်ကတ်တမ်းရှိပြစ်ထားလိုက်ပါတယ်။ဒါပြင်လိုက်ကော့ဒီမော့ဆူပရူဆူဘောလခဲလမ်းမကြီးကိုလည်းတောလာတာမျိုးမလုပ်ကြဖို့ဂရီနီတပ်ပေါင်းစုံစစ်ဦးစီးဖွဲ့နဲ့ KNDF တို့ကအတိပေးထုတ်ပြန်ထားပါတယ်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်စီစဉ်ကိုရန်နာခွင့်ပြုပါရှင်။